အာဇာလနက်ကိုင်အဖွဲ့ကဖမ်းဆီးနှိပ်စက်တပ်ဖြတ်ပြီးစွန့်ပစ်ထားခဲ့တဲ့ရော့အလောင်း6လောင်းကိုရှာဖွေတွေ့ရှိထားတယ်လို့အာရခတက်တော် AA ကသတင်းထုတ်ပြန်ပါတယ်။မောင်တော်မြို့နယ်မြောက်ပိုင်းကအနေဆက်လုံခြုံရေးတပ်စခန်းနဲ့ဒုံညိုရွာအနီးကဒုံညိုစခန်းကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့အာဇာလနက်ကိုင်အဖွဲ့ဟာအဲ့ဒီစခန်းကိုတွားရလမ်းတစ်လျှောက်ကမွတ်စလင်မဟုတ်တဲ့အရက်သားပြည်သူတွေကိုနှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီးတပ်ဖြတ်ခဲ့တာဖြစ်တယ်လို့ AA ကဒီနေ့မှထုတ်ပြန်ထားပါတယ်။ AA လုံခြုံရေးတပ်ဖွဲ့စီလူပြောက်လာတိုင်ထားသူ၁၀ဦးရှိပြီး စက်တင်ဘာ28ရက်ညနေ3နာရီခန့်မှာမောင်တော်မြို့နယ်အထက်အင်းချောင်းရွာရဲ့အနောက်မြောက်ဘက်မိုင်ဝက်နီးပါးအကွာကငပြောတော်အုပ်ထဲမှာရုပ်အလောင်း6လောင်းကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အာစာအဖွဲ့ဝင်တွေဖမ်းဆီးနှိစက်တပ်ဖြတ်ခဲ့တဲ့သူတွေဟာမောင်တော်နယ်ဆက်တမန်သားရွာနဲ့ဒုံညူရွာကပျောက်ဆုံးနေတဲ့ရွာသားတွေထဲက6ဦးဖြစ်နိုင်တယ်လို့အေအေကထုတ်ပြန်ထားပါတယ်။အလောင်းတွေကိုတွေ့ချိန်မှာပျက်စီးနေပြီးအယိုးတွေပဲကျန်တော့တယ်လို့အေအေကဆိုပါတယ်။ဖုခင်းစီးပညာဝန်ထမ်းတွေနဲ့အတူ လူပြောင်းလာတိုင်ထားတဲ့မိသားစုဝင်တွေပူးပေါင်းပြီးမိသူမျိုးအားဖြစ်ကြောင်းစီဆက်သွားမယ်လို့အေအေကအတိပေးထားပါရဲ့ရှင်။